ချစ်ရွှားပေးနေတဲ့ပြည်သားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့စနေနေ့ဒီနေ့တာလက်နေရက်ကအနောက်တောင်ရက်စတ္တီရရက်ကတောင်ရက်ရဘောရရက်ကအရှိမြောက်ရတုဖြစ်ကြပါတယ်မူလဆန်းရှင်ရက်ကဥတ္တရာဖလာကုန်ရက်ခတ်ဖြစ်ပါတယ်တနေ့ကတည်းကတွေ့ရသည်မှာတည်ရှိတယ် တနင်္လာကျိုကံရာသီမှာတည်တယ်။အင်္ဂါကျိုဒိဋ္ဌာရာသီမှာတည်တယ်။ဘုဒ္ဓကျိုဒိဋ္ဌာရာသီမှာနောက်ပြန်သွားပြီးတည်ရှိတယ်။ဇာတာပတိကျိုကရကတ်ရာသီမှာနောက်ပြန်သွားပြီးတည်ရှိတယ်။တောကြာကျိုဒုရာသီမှာတည်တယ်။စနေကျိုမေရာသီမှာနောက်ပြန်သွားပြီးတည်ရှိတယ်။ရာဟုကျိုကကောရာသီမှာတည်ရှိပြီးတော့ကိတ်ကျိုကတင်ရာသီမှာတည်တည်တည်ရှိကြတယ်။ ဒီနေသားကြောင့်မိသားရာသီဘွားတွေအတွက်ကောင်းသောကံဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့အရာရာစီပြေသောနေသားတို့ကိုတနေ့တာတွင်ချုံမယ်။ကောင်းခြင်းကံတွေစွန့်နေပါလေ။ပြိသားရာသီဘွားတွေအတွက်ကရာတိဖြစ်တဲ့အနေနဲ့ထိတဲ့အတွက်ရာရာသတိနဲ့ရှင်ပြီးတော့ဆရစ်ဆန္ဒဝင်ခြင်းလက်ပြောင်းလက်တွဲသတိရှိရမယ်။မိထောင်ရာသီဘွားတွေမှာ တပြိုင်တည်းတည်းတစ်ခုနဲ့မကတဲ့ဒုတိယတော့ခဲ့ပြီးတော့တို့တက်မှုအောင်မြင်မှုနဲ့ကံမြပန်းကိုချုပ်မယ်။ကရကရာသီဘွားတွေအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်မယ်။ထူးခြားတဲ့ကံမြပန်းမှုနဲ့တို့တက်မှုကိုဖန်တီးနိုင်တယ်။တင်ရာသီဘွားတွေအတွက်ရာတက်ကံများမယ်မတော်တဆနဲ့အထူးပြုပြီးကိစ္စပဋိပက္ခတွေများတတ်တဲ့ရန်နဲ့ရှင်ပြီးမှအလိုရာပြည့်စုံတယ်။ကံရာသီဘွားတွေမှာ ရှင်ပြန်မှုအမြင်ချင်းဘဝတိုးတက်ခြင်းရွေသားပြီများကိုစနစ်စရာတို့ကဲ့ချိုးပေးခြင်းချောင်းတွေ့ရသည့်ဘဝတွေအတွက်ကတော့ယံပြဿနာတွေနဲ့ထိတိုက်တွေ့မယ်စိတ်ပင်မတုသမဖြစ်ဒိဋ္ဌာရသည့်ဘဝတွေအတွက်ဝိချေကံလုံငန်းကံစီဝကံကောင်းမယ်အလိုရှိရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းချောင်းမယ်တို့ရသည့်ဘဝတွေမှာဝိပါဏိသုနဲ့ပြန်တွေ့မယ်ခီးကိစ္စအစဉ်ပြေမယ်ဝိချေကိစ္စပြောဆိုမှုအစဉ်ပြေမယ် မကာရညာတိဘွားတွေမှာပစ္စည်းပြောက်တတ်တယ်ညာတိုက်ခံများတတ်တယ်လူယောင်ဒုက္ခပေးတတ်တယ်။ကောညာတိဘွားတွေအတွက်အလုံးစုံကောင်းခြင်းကံနဲ့ဒုထက်ခြင်းတွေရှိမယ်။ဝင်ချင်းတော်ကစီဝါရေးရပြပြဒုထက်။မေယာတိဘွားတွေအတွက်စမ်းပွင့်မယ်။ရာရာပြည့်စုံခြင်းနဲ့ကံကောင်းခြင်းရဲ့လက်သာရကိုချောင်းမယ်။အထူးသဖြင့်ပင်ချန်တာဒီနေ့နဂဘောရက်နဲ့တိုက်ဆိုင်နေတော့အနောက်ရကုန်တည်သွားစေခြင်းရှိတတ်တယ်။ရေကင်းတဏ္ဍာရီခွဲနဲ့သုံးတိုင်းအတွက်သွားလာနေတဲ့ဂယူဆိုင်ရမယ်။ အရေးကြီးတဲ့ကိစ္စတွေလုပ်တည်တော့မယ်ဆိုရင်တော့အပြာရောင်မိခိုးရောင်နှုတ်နေရောင်တို့ကိုသုံးပေးပါ။သွာလာစဉ်တမ်းမှတွေ့တဲ့အလူခံပုဂ္ဂိုလ်တို့ကိုအလူဒါနပြုပေးပါ။ယေရှုတင်ပါတယ်။